ီလရဲ့အဓိပ္ပာယ်ကိုတော့ပေးတဲ့တို့ကိုဦးဇင်းတို့အသေးစိတ်ရှင်းစရာမလိုပါဘူးသီလဆိုတာကိုယ်နဲ့နှုတ်ကိုအပြစ်ကင်းအောင်စောင့်ကြည့်ထိန်းသိမ်းတာလူသားတယောက်အနေနဲ့ပြောမယ်ဆိုရင်တော့ငါးပါးသီလကိုဖြူရှင်တန်ရှင်းအောင်ထိန်းသိမ်းတာအဲ့ဒီသီလဒီဘလို့စွန့်ရည်တတ္တိရှိလေသီလရဲ့စွန့်ရည်တတ္တိတွေကိုအောင်ပြောပါဆိုရင်တော့ဘယ်ပြောနိုင်တဲ့စွန့်ရည်တတ္တိရှိမလို့ဦးဇင်းတို့မှာဟုတ်လားသို့တော့အဲ့ဒီသီလရဲ့စွန့်ရည်တတ္တိများစွာတဲ့ကအလွန်ထိရောက်တယ်လို့ဦးဇင်းစိတ်ရထဲမှာထင်ရတယ် ော်သီလရဲ့စွန့်ရည်တတ္တိလေးကိုအနှိမ့်ချုပ်ပြီးတော့ပြောကျင်တယ်အဲ့ဒါကဘာလဲဆိုတော့သီလသည်တမာတိပညာရဲ့တရားအကြောင်းဖြစ်တယ်ဆိုတာလေးကိုပြောကျင်တယ်သီလသည်တမာတိပညာရဲ့တရားဆိုလိုတာကသီလရှိလို့ရှိရင်တည်ငြိမ်မှုဆိုတဲ့တမာတိကိုလွယ်လွယ်ကူကူရမယ်တမာတိရှိလို့ရှိရင်တမာတိရှိမှသိနိုင်မြင်နိုင်တဲ့ဒီဘဝဒီခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိမြင်နားလည်ခြင်းလို့ဆိုတဲ့ပညာကိုရလိမ့်မယ်။